ရန်ကုန်မြို့ကျောင်းတခြားမှာရှိတဲ့တင်းမော်တွေပေါ်မှာအုပ်စုဖွဲ့ချင်းချောက်လူရဲမှုတွေငွေကြေးတောင်းခံမှုတွေရှိနေပြီးလုံခြုံရေးဆောင်ရွက်မှုအားနည်းတယ်လို့မြန်မာနိုင်ငံရင်းရင်းပိုင်ရှင်များအသင်းကတွဲဖက်အတွင်းမှုဦးဆောင်မင်းကပြောပါရယ်လူရဲနေမှုတွေဟာမနက်စောစောအချိန်တွေညနေပိုင်းအချိန်တွေမှာဆက်လီတွေနဲ့ဒရှေကိုစီကင်ဆောင်ပြီးအုပ်စုဖွဲ့ကမ်းပေါ်တက်လူရဲမှုတွေရှိတယ်လို့ ညချောင်းအတွင်းသွာလာနေတဲ့တင်မော့တွေကိုလည်းထောက်ချောက်စင်ကတက်ရောက်ပြီးတော့ချိန်ချောက်ငွေတောင်းခံတာဖြစ်တယ်လို့မြန်မာနိုင်ငံရင်းရင်ပိုင်ရှင်များအတင်းကတွဲဖက်အတွင်းမှုဦးစော်မင်းကအခုလိုပြောပါတယ်ကျွန်တော်ကဒီတင်မော့ကိုဌာနနဲ့ပြည်တွင်းရေချောင်းပို့ဆောင်ရေးဌာနနဲ့ငားရလောက်ကန်တာပေါ့နော်အဲငားရလောက်ကန်တဲ့လုပ်ငန်းရှင်ပေါ့အဲတော့ဒီတင်မော့ကျွန်တော်မင်းညာ၈နှစ်ခွဲလောက်မှစေကောင်ကတ်တယ်ဗျကတ်ပြီးတော့တွဲကိုပဲဒီမှာထားခဲ့တာပေါ့တင်မော့ကရေလဲကိုပြန်ခွာပြီးနေတာပေါ့လေအဲဒီမှာအဆောက်ကျွန်တော်တင်မော့သားလေး၃ယောက်အဆောက်ကျန်ခဲ့တာပေါ့ညာ၁၇နှစ်လောက်ကြာတော့ သားလေးကမအိတ်သေးဘူးကင်းဆောင်နေတာပေါ့နှစ်ယောက်ကတော့အိပ်ပြီးတစ်ယောက်ကကင်းဆောင်နေတော့အဲတန်ကြားတော့လက်ကြည့်လိုက်တော့သူ့နောက်မှာဓာတ်နဲ့မိုးထားတယ်လို့ပြောပါတယ်ဟိုကျွန်တော်တော့မတွေ့ဘူးပေါ့လေကျွန်တော်မနေ့ကသတင်းပို့တာပေါ့ဓာတ်နဲ့မိုးထားတယ်စောင်းချုံထားလက်မကြည့်နဲ့လို့ပြောပြီးတော့အဲသူ့စီသူ့စီကိုသွားအောင်လောက်ကဓာတ်နဲ့မိုးထားတယ်ကျန်တဲ့နှစ်ယောက်လောက်ကအဲဘုံမောင်နေပေါ့ဘုံမောင်နေကငါးကြက်လုံးအောင်ရေတော့တွန်းချသွားတယ်ပြောပါတယ်နောက် ဒီတပယ်လေး၃အောင်လုံးရဲ့တယ်လီဖုန်းနဲ့လက်ကုန်းကိုပြသွားတယ်ပြောတယ်ပြအဲ့တော့ဒီစိတ်ကမ်းမှာအရင်လဲကျွန်တော်တို့လာလာပြီးကုန်ချတာအများမ်းချပါတယ်အဲ့တော့ကျွန်တော်တို့တော့အခိုးခံရတာမကြုံဘူးပေါ့လေ ့ဒီစိတ်ကမှအဲ့လိုပေါ့ဟို9ရက်တခါ10ရက်တခါမကြမကြလာပြီးတော့တက်ပြီးတော့ဟိုအဲ့လိုလူအုပ်စုနဲ့ပေါ့တခါလေးအယောက်20လောက်ကြီးရှိတယ်ပြောပါဓာတ်ရည်နဲ့တက်ပြီးတော့ဒီစိတ်ကမှဟာပစ္စည်းတွေကိုအတင်းယူသွားတာမျိုးမကြမကြကျောင်းရတယ်ပြောပါတယ်အလားတူပဲဒီနေရာနဲ့မဟုတ်ဘူးကြာကျွန်တော်ခုပဲဒီဆာဖာကြောင်မဲ့ဒီဒီဘက်ကမ်းပေါ့နော်ဟိုညဘက်မှာနောက်တစ်ခါရွှေပြည်သာဘက်မှာဟိုနှစ်ခဏတရားတွေကလောက်ဟိုခိုးတဲ့ဆင်မဟုတ်တော့ဘူးပေါ့အဲ့တော့ဓာတ်မှာဓာတ်ငှက်ကြီးတောင်ဓာတ်တွေပေါ့လေငှက်ကြီးတောင်ဓာတ်ရည်နဲ့တက်လာတယ်လူတိလဲသူတော့မကြောက်ဘူး တော့တက်လာတယ်အုပ်စုလာကြီးဓာတ်နဲ့ထောက်ထားတယ်ပစ္စည်းပစ္စည်းတွေအလွယ်တကူမလိုရတဲ့ပစ္စည်းတွေပေါ့ကုန်းပေါင်းတို့ဘက်ထရီဟိုးတို့တခြားဆက်ပစ္စည်းပေါ့ပေါ့ပေါ့ပါဟာတွေပေါ့အဲ့ဒါယူသွားတယ်ဖုန်းတွေယူသွားတယ်ချစ်ပီတာဘက်မှာလည်းဆိုလိုမှာပဲချစ်ပီတာမှာဖြစ်တယ်ကျွန်တော်ကြည့်မြင်နိုင်မှာဖြစ်တယ်ခုပဲဆိုတာအလုံးမဲ့ရောက်လာတာပေါ့နော်ဒါတွေမကြမကြဖြစ်နေတဲ့နေရာဖြစ်ပါတယ်ဒီမြေကျောင်းထဲမှာပေါ့နော်အခုကျွန်တော်တို့တရားဥပဒေစိုးမိုးမှုမရှိတာကတော့ဟိုအဓိကကြုံတွေ့နေတာကျွန်တော်တို့ဆိုရင်ဘယ်မှာရေးပန်းရှင်နေပေါ့နော်အဓိကကြုံတွေ့နေဘယ်မှာသွားကြုံတွေ့ရလဲဆိုတော့ ARD တိုင်းနဲ့ရန်ကုန်တိုင်းအဆက်ပေါ့နော် အဲ့ဒီမှာကျွန်တော်ညောင်ဆောက်ဆိုတဲ့ရွာရှိပါတယ်ညောင်ဆောက်တို့မဲဇလီတို့လေကျွန်တော်ညောင်နှုံး6ဟောပေါ့အဲ့တော့ကျွန်တော်တင်မောတွေဝင်လာပြီဆိုရင်ဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီပြဿနာကြုံတွေ့နေတယ်တော့ကြာပြီပြဟိုငါးဖမ်းပိုက်တယ်ပေါ့ရိုးရိုးနှစ်ပိုင်းရှိပါတယ်ရိုး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 သားသားငါးငါးရှာစားတဲ့ဟိုဂျင်လုတ်သားတွေရှိတယ်အဲ့ဒီသူတို့အပေါ်မှာမြေပြူသူတို့နဲ့ရောပြီးတော့မှပိုက်တယ်နဲ့ကျွန်တော်တို့တင်မောသွားတဲ့လမ်းကြောင်းပေါ့လမ်းကြောင်းပိုက်တယ်နဲ့တေချာပိတ်တယ်အမြင်တက်တက်ပေါ့နော်ရွေချက်နဲ့ပိတ်တယ်ပိတ်လို့ကျွန်တော်တို့တင်မောတွေရှောင်လို့မရဘူးဝင်တိုးပြီဆိုလို့ရှိရင်နောက်ကအုပ်စုလာကြီး အဲမော်တော်ဟိုဆက်လေးသေးသေးလေးတွေပေါ့နော်ဆယ်သီးစီး20နော်အောက်စုတက်ကြီးလိုက်လာတယ်ဗျတုတ်တွေရောဓားတွေရောအကုန်လေးကွာတွေရောအကုန်ပါလိုက်တမောပြုံတက်လာကြတယ်ဗီဒီယိုထောက်ထားတယ်ကျွန်တော်တို့မှရှိပါတယ်ကျွန်တော်ကျွန်တော်စီမှာတော့မရှိဘူးပေါ့နော်ညောင်တုံးကကျွန်တော်တို့ဒီဌာနကပေါ့နော်ဂျေချောင်းဂျေလန်တင်းကဌာနကသူ့မှာဒီတမောတွေရိုက်ထားတဲ့ဗီဒီယိုထောက်ထားတွေရှိပါတယ်နောက်ကျကျွန်တော်နှင်းတင်ပေးပါမယ်အဲ့တော့အဲ့လိုတက်လာပြီးတော့ငွေညစ်တာဗျပထမ8သိန်းလောက်တောင်းနေပိုက်တွေပြတ်သွားတယ်ဆိုပြီးတော့နော်အားမရဟိုဟိုအောင်ပြပါဘူးဆိုတောင်းတော့မှန်းလဲဆို4သိန်း2သိန်းစသဖြင့်ပေါ့နော်ပြစ်ပြီးတော့တမောတွေပေးပြနေရတယ် တမောတွေကလည်းသူကကြောက်တာပေါ့ဒီဇယ်တင်ထားတဲ့တမောတွေရှိတယ်သူကြအချိန်မီသွားမှာရှိတယ်ရဲစခန်းအမှုဖွင့်ပြီဆိုရင်ကျွန်တော်တို့ကဒီတမောကြီးဒီကိုရက်ထားတာအမှုရင်ဆိုင်နေရာတွေဒီဒီတမောကြီးကရက်ထားရတယ်တရားရုံယုံချင်းနေရှိတယ်ဆိုတော့တောင်းတောင်းတမောကလည်းဟိုပြန်မတိုင်တော့ဘူးပေါ့မတိုင်မဲနဲ့ညှိညိပြီးတော့ပဲသူတို့ပြေးပြေးသွားတော့ဒါဒီသူကငွေရပေါ့လို့ဖြစ်နေတော်တော်လေးကိုစိုးပါလေအဲ့တော့ကျွန်တော်တို့ရန်ကုန်တိုင်းလုံညွေးဝန်ကြီးတွေလည်းတင်ပြပါရတယ်ကျွန်တော်အေရီတိုင်းကိုလည်းတင်ပြပါရတယ်အဲသူတို့ဘက်ကရေးယူပေးတာကြီးလည်းရှိပါတယ် ဒီဒေတာကံအားဒီတက္ကသိုလ်ရုပ်သားတွေကိုသူတို့ခေါ်တယ်ပညာရေးဆွေးနွေးပွဲတွေလုပ်တယ်ကျွန်တော်လည်းပါပါတယ်အဲ့လိုမျိုးမလုပ်ပါနဲ့ငါးဖမ်း area ဒီငါးဖမ်း area မှာဖမ်းပါတကယ်သူတို့အဲ့လိုကျွန်တော်ဆွေးနွေးပွဲတွေလုပ်လိုက်တော့ဘာတွေပေါ်လာလဲဆိုတော့ဒါဒေတာကံဒီလူသားတွေကိုယ်တိုင်ပြောတာပါဟာဒီလူတွေကတမင်တက်တက်လုပ်တာကျွန်တော်တို့တော့မခံနိုင်လို့ပြောတယ်ဟဲ့နင်တို့အဲ့လိုမလုပ်ကြပါနဲ့ဟဲ့ကျွန်တော်တို့တော့တားယူပါတယ်ဒါမျိုးအုပ်စုနဲ့စုကွဲသွားတော့တကယ်ရိုးသက်သက်လုပ်တဲ့ဂျင်လူသားတွေကတက်တက်ဒါအောင်ငွေရပေါ့အနေနဲ့လုပ်နေတဲ့လူကတက်တက်ပေါ့နော်အဲ့တော့ ဒီသမောတွေပေါ်မှာဓာတ်တွေဒုတ်တွေနဲ့တက်လာတော်တော်ကြောက်စရာကောင်းပါလေကျွန်တော်တပည့်လေးဆိုပြောပြတာသူသူ့ကိုအဲ့လိုငွေတောင်းတာပဲပြောကြဆိုကြရင်လည်းဓာတ်နဲ့ခုံမဲ့လို့လို့ထွက်ထွက်ပြေးရအသုံးလေးကတော့တွဲပေါ်ခုံခုံပြေးရတယ်ဒါမျိုးတွေဖြစ်နေတာကြာပြီခင်ဗျဒါကျွန်တော်တို့ရန်နှပတ်သက်လို့ဒေသဆိုင်ရာအာဏာပိုင်တွေလည်းတင်ပြထားပါတယ်အချင်းချင်းလေအဲသူတို့ဘက်ကလည်းထိုင်းလျောက်တော့ရေးယူပေးတာရှိပါသို့တော့အငြင်းလမ်းဒီကောင်ရေလမ်းကြောင်းကိုလုံညောင်သူတို့ဘက်ကလည်းစောင့်ချောက်ပေးသွားခက်ခဲရှိတာပေါ့နော်အဲ့ဒီကနေမှခုနောက်ပိုင်းဖြစ်လာတာဒီရန်ကုန်မြစ်တကြောပေါ့နော်ရန်ကုန်မြစ်တကြောမှာဒါမျိုးတွေဖြစ်လာတာဒီ ဟိုတက်ဆိုင်ရလုံညွေးတောင်ယူရတဲ့ဘက်မှာလက်ခက်ခဲတွေရှိပါတယ်။အမနဲ့ကပဲကျွန်တော်ဒီအမှုဖွင့်တော့တက်ဆိုင်ရရေစခန်းတောင်ရှိသူတွေလာပါတယ်။လာတော့သူတို့ဘက်မှာဟိုရေလမ်းကြောင်းဒီရန်ကုန်မြစ်ကြောင်းလုံညွေးလို့တာပြောတာသူတို့မှာဟိုကင်းလဲစရာမော်တော်ဘုတ်တစ်စီးမှမရှိဘူးမြတ်နေသားရတယ်။အဲ့တော့ဒီဟိုကလာတဲ့လူတွေကခဏလေးနဲ့ဟိုဥဆိုညံတော့မြင့်ပေါ့နော်ညံတော့မြင့်နေလေးနဲ့လာတယ်။သူတို့လိုက်လိုက်ထွက်ပြေးအောင်လေ။အဲ့တော့ကျွန်တော်တို့ဒီကမော်တော်ကလူတွေလည်းလာတယ် ပေါ်ပေါ်တာတက်နိုင်ဘာမှလုပ်လို့မရဘူးဗောနော်အဲ့တော့တကယ်ကတော့ဒီမှာဒီကလုံညွေးတောင်ယူရဲလူတွေလုံလောက်တဲ့မော်တော်ဘုတ်တွေကင်းလက်မော်တော်တွေဒါလေးဖြည့်ဆည်းပေးဖို့လုပ်မယ်ဗျာနောက်သူတို့လည်းအင်အားဖြည့်ဆည်းပေးဖို့လုပ်မယ်အဲ့ဒါမှလာဒီဟာဆိုတော့ဖြစ်မှာပါဒီလိုတရားနှစ်ယောက်ဖမ်းလိုက်အောင်လည်းဟိုပြေလည်သွားမှာမျိုးတော့မဟုတ်ဘူးလူရဲမှုဖြစ်စဉ်ကိုကိုရိုင်းကြုံတွေ့ခဲ့ရသူတို့ကလည်းအခုလိုပြောပါတယ်ဒီကဒီဘက်ကနေတက်လာတယ်တက်လာတော့အတန်းကျတော့ထားကြည့်တော့ထားကြည့်လို့ဆိုတော့ဘိုးဘက်မှာတော့ တားတော့ကြိုက်ဒီမှာလည်းသူကနှစ်ယောက်ဝင်လာကြတော့ဘာလို့လဲပြန်ပြီးသူကသူကဌာနေပြန်ထားပြီးဘာလို့လို့လဲတက်ပဲအဲဒီလူကမှဒီဘိုင်တောက်ပြီးတော့ဘာလို့ကျွန်တော်ဒီဘိုင်ခဲ့ပြီးတော့သူကဘာအခုကပုံမှန်ဖွင့်တာဒါအပြင်စေကဲရဲတပ်ဖွဲ့အနေနဲ့လည်းလုံခြုံရေးဆောင်ရွက်ပေးနိုင်တဲ့အခြေအနေအားနည်းတယ်လို့သိရပါဗျ။လူရဲမှုဖြစ်စဉ်တွေဟာရန်ကုန်တပ်ဖက်ခန်းစပ်ပါချောင်ဖက် ကျင်းပြနိုင်တဲ့ရွှေပြည်သားတို့မှာလူရမှုအများဆုံးဖြစ်ပွားတာဖြစ်ပါတယ်။ဖေဖော်ဝါရီလ29ရက်နေ့ည7:00နာရီဝန်းကျင်ကလည်းအလုံးစိတ်ကန်းကကျွဲဆက်နှစ်တင်မော့ရဲ့ကြောင်းစရစ်တင်တဲ့ဘတ်တွဲပေါ်ကိုလူခွနဦးကဆက်နေရင်းနဲ့လာရောက်ပြီးဒရှိရီကိုင်ဆောင်ကလူရမှုဖြစ်ပွားခဲ့ပါတယ်။